ကာလရှိကွန်ရွယ်စီအစမတန်ကြာဆင်းနေမှုကြောင့်စကိုင်းတိုင်းရင်မပင်ခရိုင်တွင်ကကွန်ဆိုက်တောင်သူတွေနဲ့ကွန်ကြံလူသားတွေမှာအယုံပေါ်နေပြီးစာဝင်းနေရေးအခက်အခဲဖြစ်နေတယ်လို့ကွန်ဆိုက်တောင်သူတွေစီကသိရပါဗျ။ယခုနှစ်နှစ်ဆန်းပိုင်းကစတင်ကငုံရွာမြို့မှာကွန်ရွယ်တပိတ္တဇင်းနှုံးဟာ300ကျပ်အထိကြာဆင်းလာခဲ့ပြီး6လကြာဇွန်လအထိအဆိုပါဇင်းနှုံးမှာရပ်တည်နေတာကြောင့်ကွန်ဆိုက်တောင်သူတွေအခက်တွေ့နေရတယ်လို့ကွန်ဆိုက်တောင်သူအမျိုးသမီးတို့ကမြေလက်တံကိုပြောပါဗျ။ ကိုရအခုကြတော့မကြိုက်ဘူးကိုနှစ်ပိတ်သားမှာ900 300တဲ့ချက်ချင်းကတွေရောကုန်းခူးကတွေရောမကြိုက်အိမ်9000စိုက်နေရကြတာအိမ်9000စိုက်တာလဲဟိုဟာဖြစ်တဲ့သူကမာတာစိုက်နိုင်တာမတောင့်တဲ့သူဆိုဆိုမစိုက်နိုင်ဘူးအကျွေးထားပြီးတော့လှုပ်ခိုင်းရတာကိုနှစ်ပိတ်သား300ဆိုတော့ခဲချုံတာတစ်ချောင်း200 300ဆိုတော့ကိုနှစ်ပိတ်သားခုမှခဲချုံတာတစ်ချောင်းပို့ရဘလို့မှမကြိုက်ကိုသေးတာမတက်ရင်ဘလို့မှအလုံးမဖြစ် 2024နှစ်ကုန်ပိုင်းအထိကွန်ရွက်ဈေးဟာအမျိုးအစားအလိုက်တပိတ်သား9000ကျပ်အထိရောင်းချရပေမဲ့ယခုနှစ်နှစ်စမ်းပိုင်းကစတင်ကအထပ်ပါအတိုင်းကွန်ဈေးဇက်တိုက်ကျဆင်းလာတာကြောင့်စိုက်ပျိုးဈေးရိတ်တောင်ပြန်များတော့လို့အဆင်မပြေဖြစ်နေကြတယ်လို့သိရပါဗျ။ရင်းမပင်ခရိုင်ကွန်စိုက်တောင်သူတွေဟာကွန်မေအနည်းဆုံး1000ကနေတောင်းချီစိုက်ပျိုးကြပြီးကွန်မေ1000ရှိကွန်ကျန်တစ်ချံအတွက်ကွန်ရွက်ထွက်ရှိမှုအပေါ်မူတည်ကား ုတ်သား5ဦးမှရှိဦးအထိအလုံးလုံးကန်ကြရတာပါရခင်ကကုန်းကြံလုံသားတွေမှာအမျိုးသား12000ကျပ်အမျိုးသမီး9000ကျပ်ခန့်ပြည်မြတရက်လောကရရှိခဲ့လို့စာဝင်းနေရေးဖြည့်ရှင်းနိုင်ရုံအဆင်ပြေခဲ့ပေမဲ့လက်ရှိမှာကုန်းစည်းအဆမတန်ကြာဆင်းနေလို့ကုန်းရွက်ခုရအပါအဝင် ကုန်းကြံလုပ်ငန်းတွေမှာလုံသား9000ဒေါ်လာကျောင်းကုန်းကြံလုံသားတွေစာဝင်းနေရေးပုံမှုခက်ခဲလာတယ်လို့သိရပါတယ်ချက်စရာဘာဝင်နိုင်မှန်းတော့ ခြုံမော်ရွက်ရှာခုသားနေတော့ဆိုတော့ခြုံမော်ရွက်ရှာခုရတယ်ပါပန်စီလဲသင်မပြေဘူးအဟောင်းပေးတဲ့ယူယူရတာကွင်းစီမှာမကောင်းတာစိုက်မဲ့သူလည်းမရှိလောက်အားကားနဲ့ကွင်းစီနေရမမျှနေတော့ကြတော့ဘာမှတွက်ချစ်မကန်ကိုစိုက်တောင်သူတွေအနေနဲ့ကိုမင်းတထောင်ရှိချန်တချန်အတွက်ရခင်ကရှိဦးအထိလှူသားခေါ်ယူငားရနိုင်ပေမဲ့လက်ရှိကွင်းစီနှုံအရာနှစ်ဦးသာခေါ်ယူနိုင်ကကွန်ဆိုက်လူသားတွေကိုအလဲကျစနစ်နဲ့ငားရနေရတာကြောင့် သူတို့အတွက်နေစဉ်အလုပ်မရှိတော့ဘဲစာဝန်နဲ့ရေပုံမှုကြက်တဲလာတာလို့ကွန်ဆိုက်တောင်သူကပြောပါတယ်။ကွန်ရွက်စေးကြဆင်းမှုကြောင့်တောင်သူတွေအနေနဲ့ကိုမင်အတွက်ဖြည့်ဆွက်စာပိုးသက်စီပေါက်သက်စီနှုံးနယ်မြည်စီစတဲ့သွင်းအားစုတွေထည့်သွင်းအသုံးမပြုနိုင်တော့တာကြောင့်ကွန်ရွက်ကောင်းတွေမထွက်တော့သလိုကိုမင်ပျက်စီးမှုတွေပုံမှုများပြားလာတာလို့ဆိုပါတယ်။ပြရီကြတယ်ပိုးရီကြတယ်ရွက်ပြောက်တွေကြတယ်ဒီလိုမိုးရာသီမှာဆိုရွက်ပြောက်တွေအများဆုံးကြတယ် လိုကြရင်စီးတွေအများကြီးပက်ရတယ်15ရက်တစ်ပတ်မှာဆိုရင်2ခါ3ခါပက်ရတယ်အခုနောက်ပိုင်းမှာကွန်းစီတအားကြီးကျသွားတဲ့အခါမှာကွန်းစီနဲ့စီးရဲ့ပမာဏအများကြီးကွာဟနေတာပေါ့စီးစီးတွေကလည်းတအားကြီးတော့စီးမပက်နိုင်ဘူးပေါ့ဒါအပြင်ဆလင်းကြီးနယ်တွေကကွန်းကျန်တွေမှာ2024ကရာဂီမုန်တိုင်းအရှင်ကြောင့်ချင်းတွင်မြင့်တဲ့ရမချောင်းရေကြီးရေရှမ်းကကွန်းကျန်တွေရင်းနှီးမြှုပ်ခဲ့ရပြီးအခုနှစ်မိုးကြိုကာလမှာလည်းမိုးအဆက်မပြတ်ရွာသွန်းတာကြောင့် အောက်ချင်မိသားပြောတာကွန်းကျင်ထောင်တိုင်းတွေဆွေးမြူပြကြတာတွေအဖြစ်များနေတယ်လို့သိရပါတယ်။ကွန်းဆိုင်တောင်သူတွေအနေနဲ့ကွန်းစည်းကြဆင်းနေပေမဲ့ဒေတာရင်းမှာလည်းအလုပ်ကန်ရှားပါးနေတာအပြင်တခြားလုပ်ငန်းပြောင်းလဲလုပ်ကင်ဖို့လည်းအဆင်မပြေတာကြောင့်ကွန်းကျင်ဆိုင်ပြူရာကိုပဲဆက်လက်လုပ်ကန်ကြရမှာဖြစ်ပြီးအရင်လိုကွန်းစည်းပြန်လဲကောင်းမွန်လာဖို့ကိုမျှော်လင့်နေကြပါတယ်။ရင်းမပင်ခရိုင်ထွက်ကွန်းရက်တွေကိုညဝရီဗော်လမြိုင်စတဲ့ဒေတာတွေကိုအဓိကထားပို့ဆောင်ကြပြီးအခုနှစ်မှာအဆိုပါမျိုးကြီးတွေကိုပို့ဆောင်တဲ့လမ်းကြောင်းတွေမှာ စစ်ဆေးမှုပုံမှုတင်းကျပ်တာအပါအဝင်အရင်ထက်ပုံမှုအချိန်ကြာမျက်နှာတွေရှိနေကလန်ခီးမှာကွန်ရွက်တွေပျက်စီးမှုအများပြားဖြစ်နေတာကြောင့်ပို့ဆောင်မှုအဆင်မပြေတော့ဘဲအခုလိုကာလရှည်ကွန်စည်ကြာဆင်းနေတာဖြစ်နိုင်တယ်လို့မုံရွာမြို့နယ်ကွန်ရက်ပို့ဆောင်ပေးနေတဲ့ပွဲစားတအုပ်ကသုံးသပ်ပြောပါတယ်။